ဟုတ်တယ်အန်ဒီကတော့အနိသာသမီးကိုရိုက်လည်းမဆုံးမဘူးဟဲ့လို့လည်းမပြောအဲ့လိုထားခဲ့တာဟဲ့လို့တခွမငောက်ခဲ့အဲမရှိဘူးမရှိဘူးမရှိဘူးအားလုံးဒါတော့မအကြိုက်တယ်ဒါတော့မမကြိုက်ဘူးအဲအဲ့လိုမျိုးလေးပဲပြောလိုက်တာဒါသူတို့လောက်တာမလောက်တာတော့သူတို့ရဲ့ခံစားချက်ပေါ့ဒါတော့မမကြိုက်ဘူးနော်ဒါလုပ်ရင်ဒါဖြစ်လိမ့်မယ်မဒါဆိုရင်ဟုတ်ခဲ့ပဲ ခုနှစ်နှစ်လောက်ပါဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ तू ကတော့လေတားရေစိုက်ကယ်နဲ့ဆိုရင်ဖြည်းဖြည်းမောင်းမှာတားရေဆိုဟုတ်ကဲ့ပိုတော့ပြန်ရင်တားမောင်းသွားအာတော့ကပဲဆူတောင်းပေးရုံပဲရှိတာဗောရောက်သွားပြီလေအဝေးဝင်အဲအဲ့လိုလိမ့်မာတယ်ဗောသူများတွေတော့မသိဘူးအန်တီပြောလိုက်လို့နားထောင်ရင်အန်တီကတော့ဂုံယူတယ်အဲသူများအတွက်တော့မသိဘူးဗောနော်အန်တီအတွက်ကတော့အော်ငါသားတွေက ်ငါ့ကိုပြောအောင်ထားပါလားအဲ့ဒါလေးဆိုအန်နီကိုကျင့်တတ်တယ်သိမ့်မြင်မှာအားကအကြီးကပို့ထူးကြအငယ်ကမြင့်တော်ဝင်မှာအဲငယ်တုန်းကတော့တော်တော်လေးအလုပ်ရှုပ်ခဲ့တာပေါ့နော်ခလေးကအန်ဒီက တအားခရီးဆိုင်တဲ့အမိထဲမှာပါတော့လေအဲတော်တော်လေးလုတ်ပြေးခဲ့ရတယ်သူအခုကြီးလာတော့လေသူတို့ကအကြီးကိုအများကြီးပျော်အောင်လို့ဖိတ်ချမ်းတာအောင်လို့ထားပါတယ်အာအင်ကြီးကိုမကြေစေရအောင်အဲ့လိုမျိုးထားတာတနခါကိုမပြက်စေရအောင်အဲ့လိုထားတာအကြီးကအဲရှုပ်တာတော့ရှုပ်တာပေါ့ဒါမင်းလည်းလဲချက်တာဟုတ်ဆော့လားအရင်ဆော့တယ်မဆော့ကြပါဘူးတိတ်မဆော့ဘူး အဲကိုမကြဆိုငိမ့်နေတာဟိုငယ်ကတော့ဟိုသွားတည်သွားလေးရှိတာပေါ့မဟိုလိုကြီးဂျုံဆန်အောင်ဆော့တဲ့ထဲမှာမပါအောင်ချက်လို့ရသမျှအကုန်ချက်ထားတာအနိချက်ဖို့မရှိတော့ဘူးအချက်တည်းသူတို့အကုန်ချက်ပလိုက်ပြီကိုအတွက်မပါဘူးသူတို့မတက်ဘူးဆိုရင်အဲ့ဒီအစာအန်ဒီမစားအောင်အဲ့ဒီနိုးတိုက်နေတုန်းနေရကြီးသွားတော့လေအော်သူတို့မှမစားရတာငါဘာလို့စားမှာလဲမစားအောင်သူတို့နဲ့တဲ့မှာစားတယ် မတည့်တဲ့အချိန်ထိအမြင်စားအဲ့ဒီအစားစားချက်ရမယ်လို့တော့မဆုလို့ပေါ့နော်။ तू ကအဲစစနေနေထိုင်ပြီးစားချက်တာ။ထိုင်ရမထပဲချက်တာ။ဟုတ်တယ်။အဲ့အဲ့လိုချက်တာ तू ကစားအောင်။နောက် तू ကိုတင်ပေးတဲ့ kait ကလေးကလည်းဆရာဝန်လေးဆိုတော့လေအဲ तू ကပြောတာပေါ့အိမ်တိမ်မှာဆရာဝန်ရှိတဲ့နယ်ပေါ့နော်။အဲအဲ့လိုဆိုတော့ तू လည်းဆရာဝန်ဖြစ်သွားတာပေါ့နော်။ ်တော်တာတော့နှစ်ယောက်စုံတော်တယ်ကွန်ပျူတာလည်းတော်တယ်သူ900မှာ400နဲ့300နဲ့39မှတ်ရတယ်ကွန်ပျူတာမပါတာငါငါပါတာမှာအကောင်ကအမှတ်တည်းအကောင်ကြီးကြည့်ပဲဟိုလေတမန်နှမန်နဲ့ကပ်ပြုတ်တာကြီးကြည့်ပဲတော်တယ်မမ်းမရှိဘူးအာကိုမွေးထားတာကိုလုတ်ပေးရမယ်ကိုချစ်လို့မွေးထားတာလေ အဲ့တော့ဟိုလုတ်ပေးရမယ်အနေကျဉ်ကျဉ်နန်းနန်းနဲ့လုတ်ပေးရဟိုလိုကြတော့လေအခုကြတော့ခက်နဲ့အင်ကြီးပေါ့နော်ကိုဖြစ်ချင်တာကြီးပဲလေတအားပြောလို့မရဘူးလေအဲသူလုတ်နေတဲ့အလုတ်ကမှားလားမှန်လားကြည့်လိုက်မှန်နေတယ်ဆိုရင်ကိုမကြိုက်ပေမဲ့ဖွက်ပေးလိုက်မှန်နေလေအဲ့ဒါသူဖွက်ပေးလိုက်အဲအဲ့လိုဟုတ်တယ်အန်ဒီကတော့အနိသာသမီးကိုရိုက်လဲမဆုံးမဘူးဟဲ့လို့လည်းမပြောအဲ့လိုထားခဲ့တာဟဲ့လို့တခွမငေါက်ခဲ့ဘူး အမ်မရှိဘူးမရှိဘူးမရှိဘူးအလုံးဒါတော့မအကြိုက်တယ်ဒါတော့မမကြိုက်ဘူးအဲအဲ့လိုမျိုးလေးပဲပြောလိုက်တာဒါသူတို့လောက်တာမလောက်တာတော့သူတို့ရဲ့ခံစားချက်ပေါ့ဒါတော့မမကြိုက်ဘူးနော်ဒါလောက်ရင်ဒါဖြစ်လိမ့်မယ်မဒါဆိုရင်ဟုတ်ကဲ့ပဲခုနှစ်နှစ်လောက်ပါဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ तू ကတော့လေတားရီစိုက်ကယ်နဲ့ဆိုရင်ဖြည်းဖြည်းမောင်းမှတားရီဆိုဟုတ်ကဲ့ပေါ်တော့ပြောင်းရင် အားမောင်းသွား။အာဒုက္ခပဲဆူတောင်းပေးရုံပဲရှိတာဗော။ရောက်သွားပြီလေအဝေးဝန်။အဲအဲ့လိုလိမ့်မာတယ်ဗော။သူများတွေတော့မသိဘူး။အန်ဒီပြောလိုက်လို့နားထောင်ရင်အန်ဒီကတော့ဂုံကြီးတယ်။အဲသူများအတွက်တော့မသိဘူးပေါ့နော်အန်တီအတွက်ကတော့အော်ငါသားတွေကငါ့ကိုပြောအောင်ထားပါလားအဲ့ဒါလေးဆိုအန်တီကိုကျင့်နေတယ်ဟုတ်ကဲ့ ဒါမှဟင်းလုံမဲ့ဒါမကြိုက်ဘူးဘာညာမပြောကြိုက်ဘူးရောကြိုက်ဘူးမကြိုက်ဘူးဟဲ့လို့ရမငေါ့ဘူးအဲ့လိုထားလာတာအမလူတွေကအံ့ဩတယ်လို့ပြောတယ်အမေအန်ဒီခိုင်ချက်ကအန်ဒီချစ်လို့မွေးထားတာလေသူတို့အသားလေးတွေကိုလည်းနောင်အန်ဒီမလုတ်ရက်ဘူးအဲအဲ့လိုမျိုးလေးအဲ့လိုအကျိုးဆက်လို့ထင်တာပဲအဲ့တချို့တလေကတော့လေရိုက်မှလိမ်မာတယ်လို့ထင်တာလေ အန်ဒီမရိုက်ဖဲနဲ့ဆုံးမလာတယ်ဒါလည်းအောင်ပြောတယ်မအတိုင်းတာတစ်ခုလေးရှိတော့ရှိမှာပေါ့တမီးရဲ့ဒါပေမဲ့အခုအရန်လိမ့်မာနေကြပြီလေအန်ဒီလိုချင်တာကိုရပြီပဲအဲအဲ့ဒီပုံမှာလည်းအရန်ဝင်တာပါတယ်အဲအရန်အရန်တောက်တယ်လေအန်ဒီကမကြိုက်ဘူးဒါရဲ့ short တော့ပါဆိုရင်မားလေဒါပဲကြားတယ်အဲအဲ့လိုမျိုးပေါ့မအခုတော့ လာပြောတယ်မာတာရင်တောက်တော့အဲ့ဖြစ်ရလားဖြစ်တယ်တဲ့ဆရာလုံးဝမတောက်တော့လားအမလို့အဲ့ဒီတိုင်းလေးနေပြအောင်တော့ဆူတောင်းပေးတာပေါ့နော်မိဘကတော့အဲအဲ့လိုလေဖြစ်လိုက်မယ်လို့ထင်တာပဲအမေကတော့မရှိပါဘူး तू ကသူ့လောက်ချင်ရင်ဇွတ်လောက်တာအဲ့ဒါလေသူ့ရဲ့အကျင့်ပေါ့နော်ဒါမှလည်းအဲ့လိုဇွတ်လောက်သွားလို့မှားတာတော့မရှိခဲ့ဘူးတည်ဘူးလေ ဟုတ်တယ်အဲချစ်တန်ရာတွေလည်းအကုန်ပေးထားပြီးသားနေရတာပြောပါတယ်အဲမိဘတိုင်းကသားသမီးတွေနဲ့ရတာပျော်ချင်မှပျော်မယ်လေအချို့မိဘတွေကစိတ်ညစ်စရာတွေရှိရင်ရှိမှာပေါ့နော်တို့ရဲ့အတွင်းကြီးထဲမှာပေါ့အန်တီကတော့အဲစိတ်ညစ်စရာမရှိဘူးတို့အန်တီကိုပျော်အောင်ထားတယ်အဲအဲ့ဒါလည်းကျေးဇူးတင်ပါတယ်သားနှစ်ယောက်ကိုလည်းကျေးဇူးတင်ပါတယ် အန်ရအေးအေးဆေးဆေးလေးပဲပြောချင်တယ်တို့လေဟောအောင်ငေါ့ပြီးတော့ဟာဝုံတိုင်းကျဲနေတဲ့ပုံစံမျိုးအန်ဒီမကြိုက်ဘူးဖြည်းဖြည်းလေးနဲ့နားဝင်အန်ဒီပြောတယ်လေတစ်ခါပြောမယ်နှစ်ခါပြောမယ်သုံးခါပြောမယ်ကျင့်နာအောင်ပြောမယ်ပြောတာကကိုတောင်ဝင်လေအဲနားမထောင်သေးရင်နားထောင်အောင်လုပ်ရမှာလေကိုတောင်ဝင်မယ်လေဟုတ်တယ်မလားအဲအဲ့လိုလေးဆုံးပါမရိုက်ဘူးတို့